အခုဆက်ပြီးတော့နှစ်ပတ်တခါထုတ်လွှင့်နေတဲ့ဒီမိုကရေစီခီးကျန်းတဲ့ဒေါန်ဆန်းစုကြည်အစီအစဉ်ကိုထုတ်လွှင့်မှာပါ RFA အဖွဲ့သားဦးခမောင်စိုးကဒေါန်ဆန်းစုကြည်နဲ့ဆက်သွယ်မေးမြန်းမှုတွေရတချို့ကိုကောက်နှုတ်တင်ပြထားပါတယ်ရှင်ရွှေလန်းချမ်းပြေကြပါရဲ့လားခင်ဗျာ ဒီမိုကရေစီခီးကျမ်းနဲ့ဒေါအောင်ဆန်းစုကြည်အစီအစဉ်ကိုစတင်ပြစေဒီမေလ3ရက်နေ့ကကျင်းပခဲ့တဲ့ကမ္ဘာစာနယ်ဇင်းလှုပ်လှခွင့်နေအခမ်းအနားမှာဒေါအောင်ဆန်းစုကြည်တက်ရောက်ခဲ့ပါတယ်အဲ့ဒီမှာဒေါအောင်ဆန်းစုကြည်ကလွတ်လပ်မှုကိုအသေးချာမစင်စားပဲလူမှုမီဒီယာတွေကတာဝန်မဲ့ပြောဆိုရေးသားနေကြတာတွေအာယုံစိုက်ပြီးပြောသွားခဲ့ပါတယ်အဲ့ဒီခဏမှာပဲပြန်ကြားရေးဝန်ကြီးဥယျာထွက်ကလည်းမီဒီယာအချင်းချင်းတရားစွဲတာတွေကပိုများနေတဲ့အကြောင်းပြောပါတယ်ခင်ဗျာ ဒေါအောင်ဆန်းစုကြီးပြောတဲ့စကားထဲမှာလဲစာနယ်ဇင်းအဖွဲ့တွေများနေတာဘူးမြန်မာနှစ်ယောက်ရှင်သုံးဘွယ်ဖြစ်တယ်ဆိုတဲ့စကားနဲ့ပမာပြပြီးဆင်ရင်ကြဖို့ပြောခဲ့ပါတယ်အဲ့တော့ဒီပြဿနာတွေကိုစာနယ်ဇင်းသမားတွေကျွန်တော်တို့ဘယ်လိုအဖြေရှာရင်ကောက်မလဲခင်ဗျာစာနယ်ဇင်းသမားတွေတင်ဖို့ပါဦးဒါပမာရီအစားဆင်ရင်ရမှာပေါ့ဒီလိုဘုကပြောသူကနှစ်ယောက်ရှိလို့ရှင်သုံးဘွယ်ဖွဲ့တင်တဲ့စိတ်ဓာတ်တွေဒီနိုင်ငံမှာဖြစ်နေဖြစ်တာရှိတဲ့ကိစ္စမျိုးလည်းဒီလိုဟာသနဲ့ပြောကြတာပေါ့ ဒီလိုကွဲရပါလေဆိုတာလေအလုံးကနေပြီးတော့ဆရာကြီးပဲလုချင်တယ်လေတပည့်မခံကျင်တဲ့စိတ်ဓာတ်လည်းပါတာပေါ့အဲ့တော့ကို့အဖွဲ့ကိုထူထောင်မယ်ပေါ့လူများအဖွဲ့မှာသွားပြီးတော့တပည့်မခံဘူးကို့ဖါကိုဆိုဆရာလုမယ်ဆိုတဲ့အဲ့ဒီစိတ်ဓာတ်ကြီးလည်းပါတာပေါ့နောက်ပြီးတော့အဲ့ဒီမနာလိုတတ်တာတွေလည်းပါတာပေါ့အဲ့ဒါလည်းမပြောဘူးပါလေဒါအဓိကအခြေခံကတော့ကိုကိုကိုယုံကြည်မှုနည်းတာပေါ့နော်ဥကိုကိုယုံကြည်မှုနည်းတာဆိုတာလေဒါမတို့ရဲ့လူမှုအတိုင်းဝိုင်းမှာကလေးတွေကိုစွစုပြောထောင်ပုံနဲ့ ဆက်ဆံနေတယ်လို့ထင်ပါတယ်တကယ်တော့လေကိုကိုကိုယုံကြည်မှုရှိတဲ့လူကတိတ်ကိုကိုကိုလည်းအထင်မကြီးဘူးဘာလို့လဲကိုကိုကိုယုံကြည်မှုရှိတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အားမက်ချက်တကိုလည်းရင်ဆိုင်ရတယ်ပေါ့အဲ့တော့တချို့ကျတော့ကိုကိုကိုယုံကြည်မှုနည်းတဲ့ခါကျတော့ကိုယ့်ရဲ့အားမက်ချက်တကိုမရင်ဆိုင်နိုင်တော့ပြောရမယ်ဆိုရင်ကိုဘရောမှမမှားဘူးဆိုတဲ့ယက်တီချက်မျိုးနဲ့သွားတာပေါ့နော်အဲ့ဒါတော့ကိုကိုကိုဘရောမှမားတယ်ဆိုဝင်မခံနိုင်တာကိုကဒါဟာအားမက်ချက်တကိုပဲ အဲ့ပြီးတော့အဲ့ဒီနေရာခန္ဓာမှာပဲနီပေါ်နိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်းအကြောင်းလဲဒေါ်ဆန်းစုကြည်ကပြောခဲ့ပါတယ်ခင်ဗျနီပေါ်ငလင်းတန်ခမ်းရသူတွေကိုနိုင်ငံတကာကကူညီနေကြတာလဲအများပြပါခင်ဗျအဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာ2008ခုနှစ်နာဂက်မှုန်တိုင်းကျစဉ်တုန်းကတေဆုံးသူအရေးအတွက်ကတော့သိန်းကနားအထီတောင်ရှိတယ်လို့ပြောကြပါတယ်အဲ့ဒီတုန်းကဘာလို့နှစ်ပတ်လောက်အထိနိုင်ငံတကာအကူအညီတွေကိုမြန်မာအစိုးရကလက်မခံတာလဲနားမလည်နိုင်ပါဘူးလို့ဒေါ်ဆန်းစုကြည်ကျွန်တော်ပြောခဲ့ပါတယ် အမေရိကန်ရေတပ်ဖွဲ့တစ်ဖွဲ့လုံးပစ္စည်းကရိယာအစုံလင်းနဲ့ ARD ကမ်းလွန်ကနေရက်ပေါင်းများစွာစောင့်နေခဲ့ပြီးမှပြန်ထွက်သွားရပါတယ်ခင်ဗျာဒီလိုလောက်တာဘယ်လိုအတွေးခေါ်မျိုးလဲခင်ဗျာမာနာလားကြောက်ရွံ့မှုလားနိုင်ငံတကာနဲ့ကင်းကွာမှုကြောင့်လားဒေါအောင်ဆန်းစုရဲ့အမြင်ကိုကြားအောင်လားခင်ဗျာ ။အားဒီသုံးခုစလုံးပေါ့။နိုင်ငံတကာနဲ့ကင်းကော်လို့လည်းဒီနိုင်ငံတကာကနေပြီးတော့အကူအညီတွေယူရမှာကိုစိုးရင်ခုရှိတာပေါ့။နောက်အဲ့ဒီမှာလည်းမထားတဲ့မာနတွေလည်းပါတာပေါ့။တကယ်တော့အဲ့ဒီလိုမာနတွေထားလို့ခံရတာပြည်သူပဲခံရတာ။မာနထားတဲ့အပိုင်းကလူတွေကခံရတာမဟုတ်ဘူး။အဲအင်္ဂါနေ့မနေ့ကကျွန်တော်တို့ Washington DC မှာရှိတဲ့ CSIS ခေါ်မဟာဗျူဟာနဲ့နိုင်ငံတကာလေ့လာရေးဌာနမှာကျင်းပတဲ့ဟောပြောပွဲမှာ မစ္စတာဆာ့ချ်ပန်ခေါ်ဦးသိန်းဝေကခမားဟာဘလောက်တော်တဲ့နိုင်ငံရေးသမားတယောက်ဖြစ်နေပါစေအလောက်ကင်ဆိုတာစီးပွားရေးလုပ်ငန်းတွေကဖန်တီးတာဖြစ်တယ်တိုင်းပြည်မှာတည်ငြိမ်မှုမရှိဘူးဆိုရင်ဘယ်သူမှစီးပွားရေးလာလို့ကြမှာမဟုတ်ဘူးမိမိတို့စီးပွားရေးသမားတွေဟာတိုင်းပြည်မတည်ငြိမ်မှောက်အင်မတန်ဆိုရင်ကြပါတယ်အဲဒါကြောင့်ဒီတရားလွှတ်တော်ထဲမှာစစ်တပ်က25ရာခိုင်နှုန်းယူထားတာကိုတိတ်ပြီးအကြီးအကျယ်ပြောနေကြပေမဲ့သူ့အနေနဲ့ကတော့အသွင်ကူးပြောင်းရေးကာလမှာ တည်ငြိမ်မှုရှိတာကိုလိုလားပါတဲ့တိုင်းပြည်တည်ငြိမ်မှုစစ်တပ်ကနေရယူထားတာဟာအစိုးရအကောင်ပြောမယ်ဆိုရင်အကောင်ဘက်ကပုံများပါတယ်လို့ပြောခဲ့ပါတယ်ဒေါအောင်ဆန်းစုရဲ့အမြင်ကဘယ်လိုများပါလဲခင်ဗျာ တန်းနေတည်ငြိမ်မှုဟာလိုအပ်တဲ့ကိစ္စဆိုတာဒါသဘောတူတယ်။ဒါနဲ့ဆိုတည်ငြိမ်မှုကိုအကြောင်းပြပြီးတော့ပြည်သူတွေရဲ့အခွင့်အရေးတွေကိုကတ်တတ်တာလေဒါတွေလည်းမကြာခဏဖြစ်နေတာပါဒါတွေလည်းအမြဲပဲမြင်တွေ့နေရတယ်။ဆရာမတို့ဒီလိုကိုအမြဲပဲချိန်ဝင်ရှာညအောင်ကြည့်ရတယ်။ဒါကိုကလူတိုင်းကတော့ကိုယ်လိုရာဘက်ကိုဆွဲပြီးတော့ပြောမှာပေါ့။အဲ့တော့ဒါကမှခဏခဏပြောရင်ဒီမိုကရေစီဆိုတော့ပါလေဒီမိုကရေစီဆိုတာနောက်ဆုံးခြုံငုံပြောရမယ်ဆိုလို့လွတ်လပ်မှုနဲ့လုံခြုံမှုကိုချိန်ဝင်ရှာညအောင်ထားနိုင်တဲ့ဖြစ်နေတယ်။လုံခြုံမှု ့ကိုပဲအလေးတအောင်လုပ်လို့ရှိလို့ရှိရင်လည်းလူတွေရဲ့လွတ်လပ်ခွင့်တွေဖိပါသွားလို့ရှိရင်လည်းဒါဟာလိုလားအပ်တဲ့အခြေအနေမျိုးမဟုတ်ဘူး။ဒါနဲ့လွတ်လပ်မှုကိုအရင်အရေးပေးလို့လို့ပြည်သူတွေရဲ့လုံခြုံမှုကိုဖိပါမယ်ဆိုလို့ရှိရင်ဒါလည်းလိုအပ်တဲ့ကိစ္စမဟုတ်ပါဘူး။အဲ့တော့ဒီလိုလုံခြုံမှုဘက်ကနေပြီးတော့အလေးထားရမယ်လုံခြုံမှုဘက်ကနေပြီးတော့ကြည့်ရမယ်ဆိုတဲ့ပုံစံတွေကတော့ရှိကြတာပဲ။တချို့ကြတော့လေအလွန်အကျွံပေါ့နော်လွတ်လပ်ဒါအရေးကြီးတယ် လုံးကျုံတာအရင်မကြည့်ဘူးဆိုတော့အဲ့ဒါလည်းမဟုတ်ဘူးတကယ်တော့လုံးကျုံနဲ့လွတ်လပ်မှုကခွဲလို့လည်းမရအောင်ကိုစိတ်မလုံးကျုံလို့ရှိရင်ဘယ်လိုလုပ်လွတ်လပ်မလဲ။တော့မလွတ်လပ်ရောဘယ်လိုလုပ်စိတ်လုံးကျုံမှုရှိမလွတ်လပ်တဲ့လူကဘယ်တော့မှစိတ်မလုံးကျုံဘူး။အဲ့ဒါကြောင့်မလို့ဒီလိုကတကယ်တော့သိပြီးခွဲပြီးတော့မြင်လို့မရပါဘူး။ဟိုဘက်ဒီဘက်ဆွဲကျင်တဲ့လူတွေကတော့အဲ့ဒါကိုကိုကြိုက်ရဘက်ကိုဆွဲတာပါလိမ့်မယ်။နောက်တစ်ခုကတော့လက်ပေးမှရတယ်ဆိုပြီးပြောနေကြတဲ့ဇကားတွေနဲ့ပတ်သက်လို့စီးပွားရေးသမားတွေကတဲ့ တို့အကျိုးစီးပွားအတွက်အာဏာပိုင်ကိုငွေသွားပေးတာပါကို့ဖါကိုပေးပြီးမှယူတဲ့သူကိုအပြစ်တင်တာဟာအတိတ်ပဲမရှိဘူးတဲ့ဥသိမ်းဝေကသူ့ကိုအဲ့လိုလာပြောတဲ့သူတွေကို तू အင်မနာစိတ်ဆိုးတယ်လို့ပြောပါတယ်ငွေမပေးရင်အလုံးမဖြစ်ဘူးဆိုတာသိလို့ဝင်ကြီးတယောက်ကိုကိုရကြည်ကြည်နက်နက်လိုလိုလားလားသွားပြီးငွေသွားပေးခဲ့တယ်အပြီးတော့မှဒါကိုဇောရကမတက်နဲ့လို့ကျွန်တော်ကပြန်ပြောလိုက်တာပဲလို့ဥသိမ်းဝေကအခမ်းအနားမှာပြောပါတယ်ခင်ဗျဒီကိစ္စနဲ့ပတ်သက်တဲ့ဒေါအောင်စန်းစုကြည်အမြင်ကိုလည်းကျွန်တော်မေးမြန်းခဲ့ပါတယ် ဒါတော့တော်တော်ကိုဟိုမလိုလားအတဲ့အမျိုးမျိုးပဲလတ်ထိုးတာကိုကလုံလုံချင်ချင်မဲ့ထိုးထိုးမထိုးထိုးလတ်ထိုးတာလတ်ထိုးတာပဲဒါဥပဒေအရလုပ်မယ်ဆိုလို့ရှိရင်ဒီလိုမှတမားအကြီးကိုလည်းအပြတ်ဆိုင်မလားသုံးသိန်းတက်ပို့ပေးရင်စသဖြင့်ဒါနဲ့မအားရတော့အဲ့လိုလတ်ထိုးရဆိုလတ်ထိုးတာပဲသုံးသိန်းဖြစ်ဖြစ်သုံးကြဖြစ်ဖြစ်လက်ထိုးတာလတ်ထိုးတာပဲအဲ့ဒီဟာတော့ဘယ်လိုမှရှောင်လို့မရဘူးဒါကကိုကလုံလုံချင်ချင်ပေးလို့လတ်ထိုးတာမဟုတ်ဘူးလို့ပြောလို့ရပါမလား နောက်ဆုံးကျွန်တော်မေးခဲ့တဲ့မေးခွန်းတစ်ခုကတော့အ ਨੇ ဆုံးလौခလစာကိစ္စပါခင်ဗျာဦးသိန်းဝေဟာမြမပြီမအ ਨੇ ဆုံးလौခလို့ပြောမယ်ဆိုရင်ခင်ဗျာအလုတ်သမားတွေကိုအလုတ်ရှင်ကနှိလစားကျွရတဲ့အသွားပြန်ကားနဲ့အကျိုးပို့လို့ရတာဒါတွေလည်းထဲ့သွင်းတွက်ချက်အမှဖြစ်တယ်တဲ့အလုတ်သမားတွေကတော့ဗျာတဲ့ထုံးစံအတိုင်းပို့လို့ခြင်းကြတာပေါ့ဒါပေမဲ့သူ့အမြင်ပြောရမယ်ဆိုရင်ဒီအချိန်ကမြမပြီမအလုတ်ကိုင်းတွေတတ်နိုင်သမျှများများပေါ်ပေါက်လာအောင်ဖန်တီးဖို့ဖြစ်တယ် အလောက်ကန်ရရှိရေးဟာလောက်ခလာစာပုံမရရှိရေးတဲ့အများကြီးပို့ပြီးအရေးကြီးပါတယ်လို့ဥသိမ်းငွေကပြောခဲ့ပါတယ်ခင်ဗျာဒီကိစ္စနဲ့ပတ်သက်တဲ့ဒေါအောင်ဆန်းစုကြီးရဲ့အမြင်ကိုလည်းကျွန်တော်မေးမြန်းခဲ့ပါတယ်ဒါတော့စီးပွားရေးလုပ်ငန်းရှင်တယောက်ကအမြင်နဲ့ပြောတာပေါ့နော်အလုတ်ကင်ဖန်တီးရေးဆိုတာလိုအပ်တယ်ဆိုတာလည်းမှန်ပါတယ်ဒါပေမဲ့ဒီခေတ်ဒီခါမှာအလုတ်ကင်ဖန်တီးရေးကိုအကြောင်းပြပြီးတော့အလုတ်သမားတွေအတွက်မလုံလောက်တဲ့လစာငွေပေးတယ် မလုံလောက်တဲ့အခွင့်အရေးတွေပေးတဲ့ဆိုရင်တော့လက်ခံနိုင်ကြအောင်ဘာမှမဖြစ်ပါဘူးလုံလုံလောက်လောက်ပေးထားရတဲ့အတိုင်းတင့်တော်တဲ့လာကစားပေးထားရတဲ့အတိုင်းပို့တောင်းနေဆိုတာဒါကတမျိုးပေါ့ဒါကြရဲ့ညှိညူကြပေါ့ဒီဘက်ဒီမိုကရေစီခီးကြတဲ့ဒေါအောင်စန်းစုကြည်အစီအစဉ်ကိုဒီမာရင်ရနာခွင့်ပြုပါခင်ဗျာအားလုံးရှင်လန်းချမ်းမြေကြပါစေ